အစအမြင့်နာချင်းကြိုက်ခဲ့ပြီးတော့မျက်နာမှာလက်ပြပုံစံအနီခွက်တွေတွေ့နေလို့အရေးပြားလေးပဲနာဖြစ်နေပြီလားဆိုပြီးတော့ရက်ကွက်ပြောစကားအရာဖြစ်စေမိမိကိုယ်ရန်ဖြစ်စေစိုးရိမ်ပူပန်မှုကြမယ်ထင်ပါရဲ့နော်ဒီနေ့မှာတော့အရှိဖက်ကဗီဒီယိုလေးရဲ့အဆက်ဖြစ်တဲ့အရေးပြားလေးပဲနာယောဂဖြစ်လာလို့ရှိရင်ဘယ်လိုမျိုးတွေကုသကြမလဲအရေးပြားလေးပဲနာယောဂနဲ့ပတ်သက်ပြီးဘာရည်တိထားဖို့လိုလဲဆိုရလေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမထောက်တာမိနိုင်ပါ The Moment Island YouTube Channel ကနေပြီးတော့ကျမရင်းနဲ့ပတ်သက်တဲ့ဘုသူဒ္ဒတွေကိုမျှဝေပေးနေတာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့အရင်ပတ်ရဲ့အဆက်လေးဖြစ်တဲ့အဟိပြားလေးဗန္နာယောဂဖြစ်လာတဲ့အခါမှာဂျောဂါကို Blue Shark ဖွေကုသကြမလဲဆိုတာလေးကိုပြပြပေးပါမယ်။တွေ့ရမှာမိမိရဲ့ကိုယ်ခံအားကိုပြန်တိုက်နေရတဲ့ခုခံချက်တွေဖြစ်တဲ့ AN နဲ့ NDDS DNA တတဲ့အရာများကိုရှာဖွေခြင်းတွေးစစ်ခြင်းကြောက်ကက်စစ်ဆေးခြင်းဓာတ်မှန်ရိုက်ခြင်းဒါတွေကို ပြုလုပ်ပြီးတော့ယောဂရှာဖွေရမှာပဲဖြစ်ပါတယ်။ခုခဲအားစနစ်ယူရင်းသွားတဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်မလို့ပုခဲအားစနစ်ကိုထိမ့်ချုပ်တဲ့ဇေဝရီ၊ကြိုက်ခဲနာခြင်းရောက်ရန်စေခြင်းကိုတတ်တာစေတဲ့စီဝါရီကိုပြီးပြီးတော့ထိခိုက်နေသောကိုရင်းစနစ်များ၊ခံစားနေရသောလက္ခဏာများပေါ်မူတည်ပြီးတော့ ဈေးကူတာရာရေးဖို့ပြုလို့ရပါတယ်။ဒါရီကကျွမ်းကျင်ဆရာဝန်များနဲ့တိုင်ပင်ပြီးတော့မှယောဂရှာဖွေကူတာခြင်းတွေကိုပြုလို့ရမှာပဲဖြစ်ပါတယ်။အကြီးပြားလေးဘက်နာယောဂနဲ့ပတ်သက်ပြီးတော့ဘာရီတိထားဖို့လိုလဲဆိုလို့ရှိရင်အကြီးပြားလေးဘက်နာယောဂဟာစားဖြစ်တဲ့အချိန်မှစပြီးတော့ဘဝသက်တမ်းတစ်လျှောက်လုံးဥတမှုခံယူရင် ရှင်တွဲနေထိုင်သွားရမယ့်ယောဂတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့စိတ်ဓာတ်မကြပဲနဲ့စနစ်တကျကုသမှုခံယူမဲ့ဆိုရင်ကိုရင်းအင်္ဂါရီပျက်စီးကြ အသက်အန္တရာယ်ထိခိုက်လွယ်ခြင်းမှလည်းကာဝတ်နိုင်ပါတယ် SLE ယောဂလက္ခဏာတွေဟာပျောက်သွားလိုက်ပြက်ပေါ်လာလိုက်ဖြစ်တတ်ပါတယ်စိတ်ဖိစီးမှုများယောဂပုံမှားများဝင်ခြင်းနေရောင်ခြေထိတွေ့မှုများခြင်းကဲ့သို့အခြေအနေတွေကခုခက်အားစနစ်ကိုကြွပြီးတော့ယောဂလက္ခဏာများပြန်ပေါ်လာခြင်း flare up ကိုဖြစ်စေပါတယ်။ယောဂကိုတေချာထိန်းချုပ်ပြီးတော့နေထိုင်စားသမှုပုံစံမှာဖိဆိုင်ပေးမယ်ဆိုရင်တော့ flare up ဖြစ်ခြင်းမှာအထိုက်လျောက်ကာကွယ်ပေးကလူကောင်းတယောက်လိုသွားလာနေထိုင်နိုင်ပါတယ်။ယောဂကြွခြင်းမှာကာကွယ်နိုင်ရင် ဈေးကူတောင်းမှုရဲ့ချိန်များကိုမပြတ်မကွက်ဖဲနဲ့ပုံမှန်ပြပေးပါယောဂကြွချိန်သွားပြခြင်းထက်ရက်ချိန်ပုံမှန်အတိုင်းပြခြင်းကယောဂထိန်းချုပ်မှုအတွက်ပုံမှုထိရောက်စီပါတယ်နေပူတဲ့ချိန်တက်ကြာသွားလာခြင်းတွေကိုရှောင်ပြရပါမယ်နေပူတဲ့သွားရင် SPF 50နဲ့အထက်ရှိရဲ့နေရောင်ကခရင်လိမ့်ပြခြင်းခန္ဓာကိုယ်ကိုနေရောင်နဲ့ဓာတ်ရိုက်မထိရဲ့အင်းကြီးနဲ့ရှိဗောင်းမိအရှိကဲတူတော့အဝတ်အစားများဝတ်ဆင်ခြင်း T အုတ်ထုတ်ဆောင်ခြင်းတို့ကိုပြုလုပ်ရပါမယ် အစ်စ်များနာကျင်တောင်းတင်းခြင်းမှာတက်တာစီရင်ရှေးကူးခြင်းလမ်းလျှောက်ခြင်းရောဂါကစားခြင်းတို့ကိုပြုလုပ်ပေးလို့ရပါတယ်။ဒါပေမဲ့ကုသဘေးရဲ့ဆရာဝန်တဲ့အတိုင်းပင်ကမိမိနဲ့အသင့်တော်ဆုံးကုလနှုတ်ရှာမှုကိုရွေးချယ်ပြုလုပ်ဖို့လိုအပ်ပါတယ်။ညဘက်တွေမှာအေးဝအောင်အိပ်ပါဆေးဖီစီမှုနည်းနိုင်သမျှနေအောင်နေပါစိလိအရက်တောက်တုံးခြင်းရှောင်ခြင်းမှာအာဟာရပြည့်ဝပြီးယောဂအထွတ်အသင့်တော်သောအစားအစာများကိုရွေးချယ်စားတော့ပါ။ တရှိခဲအောင်ပြုလုပ်ထားတဲ့အချုပ်ငန်းလွန်ခဲ့တဲ့စူးစီးပြည်ပဝင်တဲ့အစားအသောက်တွေကိုစားသုံးခြင်းကနေပြီးတော့ရှောင်ပေးပါဆက်စင်းများစီမီးတို့တွေမှီဝဲခြင်းကနေပြီးတော့လည်းရှောင်ခြင်းရပါမယ်အဆက်လီယောဂဟာခုခဲအားစနစ်ယူရင်းနေသောယောဂဖြစ်တဲ့အပြင်ယောဂအတွက်တောက်သုံးနေရသောစီဝါညာကြောင့်ပြင်ပမှယောဂဘုံများအတွေ့အကြုံဝင်လာနိုင်ပါတယ်ဒါကြောင့်မနိုးအပ်ပဲလူထုတတ်သောနေရာများကိုတွေ့ခြင်းမှရှောင်ပါလူအပ်သောကာကွယ်ဆေးများကိုထုထပါ အရေးပြားလေးပန်နာယောဂကိုအမြင့်ပြက်ပြောက်ကင်းအားမဟုတာနိုင်တော့လဲယောဂမကြာခဏပြန်မကြောအောင်ထိတွေ့ထားလို့ရပါတယ်မိမိမှာအရေးပြားလေးပန်နာယောဂခံစားနေရပြီဆိုပါနဲ့စိတ်ထဲကြအားငယ်မနေဘဲနဲ့လူအပ်တော်ဘုဒ္ဓမှုများအချိန်မီပြုလုပ်ကစောင်းရဲရှောင်းရံများကိုလိုက်နာကျင့်သုံးပြီးနေထိုင်ကြပါလို့မှတ်ခြင်းပါတယ်ရှင် ဒီမိုင်းရဲ့ပတ်သက်တဲ့ဘုဒ္ဓဒများကိုဆက်လက်ကြည့်ရှုလိုပါကကျမတို့ရဲ့ The Moment Island YouTube Channel လေးကို Subscribe ပြုလုပ်ထားအောင်မမေ့ပါနဲ့နော် DVU လေးကိုကြည့်ပြီးတော့အကျိုးစုံတရားရှိရဲ့ဆိုလို့ရှိရင်တော့ Like and Share လေးပြုလုပ်ပြီးသွားပါအောင်နော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါအောင်ပဲ